အမေရိကမှာရှိနေခြင်းကလေးကတယောက်နဲ့တယောက်ပြဿနာဖြစ်ခဲ့ကြပြီးမြန်မာနိုင်ငံပြန်လာတဲ့အချိန်ရောက်ရင်တည်ရှင်းမယ်လို့ဆိုလာခဲ့တာကြောင့်မြန်မာနိုင်ငံကိုပြန်ရောက်နေတဲ့အပြင်မန္တလေးမြို့ကိုပါခြေချလာခဲ့တဲ့တမီးစိုးကိုအပြင်မှာတွေ့ပြီးတော့တည်ရှင်းဖို့အတွက်စိန်ခေါ်လိုက်တဲ့အေတင်ကို မင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့နှစ်အတွင်းတုန်းကအီသင်ကိုနဲ့တမီဆိုးတို့နှစ်ယောက်ဟာလူမှုကွန်ရက်ဆာမျက်နှာကနေတဆင့်တယောက်နဲ့တယောက်စိန်ခေါ်ခဲ့ကြပြီးတော့လိုင်းပေါ်ကနေပြောနေတဲ့ဇလန်းကနေတချိန်ချိန်မှာအပြင်မှာတွေ့ပြီးတော့ရှင်းကြမယ်လို့စိန်ခေါ်ခဲ့ကြတာဖြစ်ပါတယ်။အားလုံးကမဆိုးဆိုပြီးတော့ခေါ်နေကြတဲ့တမီဆိုးဟာအမေရိကန်နိုင်ငံမှာနေထိုင်နေတာဖြစ်ပြီးတော့အခုလက်ရှိမှာတော့မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိနေတာလည်းဖြစ်ပါတယ်။ တမီဆိုဟာသူမပြန်လဲရောက်ရှိနေတဲ့အချိန်မှာတော့သူမကိုချစ်ခင်အားပေးတဲ့ဖန်နေနဲ့တွေးဆောင်ပွဲအတွက်တွေးဆောင်ပွဲတွေကျင်းပဖို့ပြုလုပ်နေပြီးသူမကိုအားပေးတဲ့သူတွေအများကြီးရှိကြောင်းကိုလည်းလူမှုကွန်ရက်ကနေတသိတသက်ဖော်ပြနေတာလည်းဖြစ်ပါတယ်ဒီကနေ့မှာတော့မတလေးမြို့ကိုရောက်ရှိနေတဲ့တမီဆိုးကိုအပြင်မှာတွေ့ပြီးတော့ရှင်းကြားပွဲအတွက်အီတင်ကိုကစိန်ခေါ်လိုက်တာပဲဖြစ်ပါတယ်။ အသင်ကိုကတမီဆိုးနဲ့ဆုံတွေ့ဖို့အတွက်မန္တလေးမြို့35လမ်းကရွှေဘဲစားတောက်ဆိုင်ကိုချိန်ဆခဲ့တာဖြစ်ပြီးအခုချိန်ထိတော့တမီဆိုးကရောက်ရှိလာခြင်းမရှိဘူးလို့အသင်ကိုကသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြောဆိုထားတာလည်းဖြစ်ပါတယ်သူမနဲ့ထင်ရင်ဘာကိုမှဂရုမစိုက်တတ်တဲ့အေသင်ကိုကတော့တစ်ချိန်လုံးကအမေရိကကနေသူမရဲ့ကိုချင်းတိတ်ခါနဲ့ပတ်သက်ပြီးပြောဆိုခဲ့တဲ့တမီဆိုးကိုအပြစ်မဆုံးတွေ့ပြီးတော့ပညာပေးချင်နေတာလည်းဖြစ်ပါတယ်။ သမီးဆိုအနေနဲ့အေးတင်ကိုရဲ့စိန်ခေါ်မှုကိုလက်ခံပါလားအပြစ်မှာသွားတွေ့ပြီးတော့တည်ရှင်းကြပါလားဆိုတာကိုတော့ဆက်လက်ဆောင်ကြည့်ရမှာပဲဖြစ်ပါတယ်မင်္ဂလာပါကဲရှောင်းနေပြီကိုရီးယားတော့လာခဲ့ပါဖိတ်ခေါ်ပါတယ်သဆိုင်သူများဖိတ်ခေါ်ပါတယ် ဒီရှိမှရောက်နေပါပြီဒီရှိမှစောင့်နေပါတယ်သက်ဆိုင်သူတွေကြောက်ရောက်ခဲ့ပြီးဖို့ဖိတ်ခေါ်ပါတယ်ဆရာသမားမိဘတွေတားနေတဲ့ဂျားရီရကိုကိုမန္တလေးမြေမှာခြေလာချတယ်ဆိုတော့လေတုတ်ပြရအောင်ပါလေရှင် ဲ့တော့လည်းပြောပြချင်တာလူတွေကလေကို့အကြောင်းပေါ့နော်ကို့အကြောင်းမဟုတ်ပဲနဲ့ကို့သမိုင်းမဟုတ်ပဲနဲ့နော်အဲ့တော့လူတစ်ဖက်သားရဲ့ဘဝပေါ့နော်လူတစ်ဖက်သားရဲ့ဘဝ လူဖက်လူတဖက်သားရဲ့ကိုရီကိုရာလူတဖက်သားရဲ့ကိုချင်းတရားကိုချင်းတိတ်ခါရီပါဇက်အရသာခံစက်တေရသာခံပြီးတော့ဘာလို့ပြောချင်ကြလဲအဲ့ဒီလိုပြောလိုက်ရတော့ကို့အတွက်ကောင်းပါချူရှိတယ်ဟုတ်လားအဲ့တော့ကိုပြောရတဲ့ဆိုရင်လည်းပြောရတဲ့စကားလုံးတိုင်းကိုဖြည့်ရှင်းရဲတဲ့တောင်းယူရဲတဲ့ တယောက်တော့ဖြစ်အောင်တော့ကြိုးစားရမှာလေးเนาะအဲ့တော့လာရှင်မအောင်ပါလေးကျေးဇူးပါ